Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့ကတော့2025ခုနှစ်စက်တင်ဘာလ28ရက်နေ့ရဲ့မနက်ပိုင်းသတင်းတွေကိုကျွန်တော်နဲ့တူသွားပြီးမှကြည့်ကြအောင်ဖြစ်ပါရစေခင်ဗျာဟုတ်ကဲ့မနက်အစောကြီးမတင်ဆက်ပဲနဲ့နည်းနည်းနောက်ကျမှတင်ဆက်တဲ့အကြောင်းရင်းကတော့ဒီ AOD ရဲ့တင်ဆက်မဲ့ဒီမိုးချိုးထွက်ပြတဲ့အင်တာဗျူးလေးကိုစောင့်နေလို့ဖြစ်ပါတယ်နော်အဲ့တော့အခု interview တက်လာပြီဆိုတော့ထဲကထုတ်ထုတ်ချက်လေးတွေပေါ့နော်အရှိန်မဟုတ်ဘဲနဲ့ကောင်းတဲ့ဟာလေးတွေကိုယူနေပြီးတော့တင်ဆက်ပြီးမှဖြစ်ပါတယ်ဟုတ်ကဲ့အရင်ဆုံးကျွန်တော်တို့ loyal station သတင်းလေးတစ်ချက်တော့တွေ့ကြည့်လာအောင်နော် ပြပအောင်ဆုံးသတင်းတပုတ်ကတော့စကိုင်းမြို့အဝင်စစ်တပ်ကိကိုယူနီကွန်တပ်ဖွဲ့ကတိုက်ခိုက်ရန်တောရောက်စဉ်စစ်သားအလုံးထွက်ပြေးသွားပြီးတနက်တစ်ချက်မှဖောက်လာရပဲနဲ့တင်ပယ်ရရှိခဲ့တယ်ဆိုသတင်းမှဖြစ်ပါတယ်။အဲ့တော့အချမ်းပဲစစ်ကွေးတွေကတော့ခုချိန်ပါဆိုရင်ကြောက်လန့်ပြီးပြေးနေကြပါတော့။ခုဆိုရင်ပြန်အောင်မတိုက်ရဲပဲနဲ့စခန်းတွေကိုလွတ်ဆုံခွာပြီးထွက်ပြေးသွားတဲ့အနေအထားဖြစ်ပါတယ်နော်။ကဲခုကျွန်တော်ကြည့်ရမှာတော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့တုံ့တက်ချက်လေးဒါတော့ကြည့်အောင်နော်။စီပတိပခနိုင်ငံရေးအချက်တဲကို မိမလက်မှန်အဖြစ်ရှာဖို့ဆိုရင်ဒါနိုင်ငံရေးလမ်းကြောင်းကအကောင်းဆုံးပါပဲသို့တော့ဒီလမ်းကြောင်းကိုရေးဖို့အတွက်အခြေခံမူနဲ့လှုပ်ဆောင်တဲ့ပုံစံကတော့မှန်ကန်ဖို့လိုတာပေါ့အခြေခံမူဆိုတာကတော့တကက်ပြည်သူတွေအကုန်လုံးအတွက်တိုင်းပြည်အတွက်ဒီဒီငြင်းချမ်းတဲ့နိုင်ငံရေးထပ်ပတ်ကိုကျွန်တော်ရှာမယ်လှုပ်တဲ့ဒီလှုပ်ကိုအကောင့်ထဲပေါ်တဲ့အချိန်မှလည်းပဲတကက် ပါဝင်တင့်ပါဝင် ထိုက်တဲ့လူတွေကိုပါဝင်မှပြည်သူအများလက်ခံအောင်လုပ်မယ်ဆိုရင်ဒါကမှန်ကန်ပါတိုးတော့ပါဝင်တင့်ပါဝင်ထိုက်တဲ့လူတွေကိုဘေးဖယ်ထားပြီးမှကိုကိုစိတ်ကြိုက်ပုံစံမျိုးချပြီးလုပ်တဲ့ဟာကြတော့သူ့ရဲ့ legitimacy အတွက်သူဒါမတမာသောနိလန့်နဲ့အဲဒီဒီထွက်ပေါက်ကိုအတုံးချတာပဲလို့ပြောလို့ရပါတယ် ကျွန်တော်တို့ကတော့ဒီရွေးကောက်ပွဲကိုလုံးဝ reject လုပ်တယ်ဆိုပြီးမှပြောလိုက်ရင်ဒါကရန်သူမို့လို့အတိုက်ခံမို့လို့လုပ်တယ်ဆိုပြီးမှဖြစ်မှာသို့တော့ကျွန်တော်တို့ကဖြစ်တင်တာကဒီလိုဖြစ်တယ်ဖြစ်နေတာကဒီလိုဖြစ်တယ်ဒါကြောင့်ဒီဟာမယုံကြည်အပ်ဘူးပေါ့အဲကျွန်တော်တို့စီမှာရွေးကောက်ပွဲကိုခွင့်ပြုမှလားမပြုမှလားဆိုတာတကယ်ဆိုရင်မေးစရာလည်းမလိုဘူးဖြေစရာလည်းမလိုဘူးပေါ့ဘာလို့ဆိုတော့သူလုံးလုံးမမရဘူး ဒီရွေးကောက်ပွဲကို the only in game လာပါလေခုနပြောတဲ့ဟာမျိုးပေါ့ the only game in town အဲ the only game in town ပေါ့အဲ့လိုမျိုးမြင်တဲ့အမြင်အဲ့လိုမျိုးမျက်မှန်ကိုတက်ပြီးမှကြည့်နေတဲ့လူတွေကမျက်မှန်စိမ့်ပေါ့အဲ့ဘောဘောမျက်မှန်စိမ့်တက်ပြီးကြည့်နေတဲ့လူတွေကဒီမြင်ခွင့်မြင်ပါပဲသို့တော်ကျွန်တော်တို့စောစောပြောခဲ့လို့ပဲတကယ်မှန်မှန်ကန်ကန်လုပ်မယ်ဆိုရင်သူလူထုရဲ့ယုံကြည်မှုကိုရဖို့အတွက်ဥမာဗျာအသက်80ကျော်နေတဲ့ဒေါအောင်ဆန်းစုကြည်ကိုလွတ်ပေးလိုက်ပေါ့ တဘောကသူ့ရဲ့ဟိုလွတ်ပေးတင်တဲ့လူကိုလွတ်ပေးမှယုံကြည်ချက်ဆိုတဲ့ဟာကြီးကိုမရရင်တောင်မှလူအမြင်မှာတင့်နေတဲ့ဟာတွေသူလှုပ်တင်ပါတယ်အဲပြီးမှဟို NLD ပါတီဆိုတာမြန်မာနိုင်ငံရဲ့အကြီးဆုံးနိုင်ငံရေးပါတီပဲ NLD အစိုးရလက်ထက်မှာကျွန်တော်တို့ ਨੇ on easy religion ပေါ်တော့အာဒီမတက်မတာဒါအနေထားတွေရှိခဲ့တယ်ဒါစစ်တိုက်နေတဲ့အနေထားဆိုတော့ဒါပြောလို့ဒါတပိုင်းပဲလေဒါတော့ဒါတပိုင်းသို့တော့နိုင်ငံရဲ့အကျိုးအတွက် ဒါအရှိတရားကိုလုတ်တင်တဲ့ဟာကိုလုတ်မယ်ဆိုရင်ကြိုက်တယ်မကြိုက်တယ်ဆိုတာလည်းလုတ်တင်တဲ့ဟာကိုလုတ်ရမှာပဲဆိုတော့ဒါတွေကိုတော့ तू မလုတ်နိုင်ပဲနဲ့ဘယ်လိုလုတ်ပြီးမှဒီဟာကိုလူထုယုံကြည်မှုနဲ့ဒီလူအများရဲ့အသိမှတ်ပြုမှုကို तू ရနိုင်တယ်အကျိုးစီးပွားချင်းတူတဲ့လူတွေကတော့ဒီအရာကိုလောင်းကြမှာပေါ့ဗျကျွန်တော်လည်းစောစောထောက်ပြခဲ့တယ်လို့မျိုး ဗမာတွေကဥဆောင်ပြီးမှတိုင်းရင်သားတစ်ခုတိုင်းရင်သားအကုန်လုံးပေါင်ပြည်ထောင်စုမှုဆွဲမယ်ဆိုရင်ဒီဒီအရင်သူတို့ရဲ့ပေးခဲ့တဲ့ဒဏ်ရာတွေကိုကုဖို့လဲလိုတယ်ပြီးမှတိုင်းရင်သားတွေအများစုထဲမှာဒီအရင်လူမျိုးစုဆွဲပြီးမှတွေးတယ်လုပ်တယ်ဆိုတဲ့ကိစ္စတွေကိုလည်းတည်တည်ချာချာကျွန်တော်တို့အချင်းချင်းကြမှာထောက်ပြဖို့လိုတယ်ဒီဟာတွေကိုကျွန်တော်တို့ ကျွန်တော်တို့လည်းဒီမိုင်းတိုင်းနဲ့ဒီတရားတွေကိုဖြတ်ဖူးတာပဲဒါကဒီဒီကိစ္စကိုလုံမယ်ဆိုရင်ဗမာကောင်းဆောင်တွေကဒီဟာကိုထောက်ပြတာထက်တိုင်းရင်းသားကောင်းဆောင်ချင်းချင်းကြမှာဒီဟာကိုပို့ပြီးမှပွင့်ပွင့်လင်းလင်းဆွေးနွေးတာကပိုကောင်းမယ်ဘာဖြစ်လို့လဲဆိုတော့ဗမာကပြောရင်ဒါဗမာပါဇက်ကဗမာစကားပြောတယ်လို့ပြောမယ်တကယ်ကဒီဟာတွေကို တွေးခေါ်မြင်မြော်နိုင်တဲ့လူတွေကပွင့်ပွင့်လင်းလင်းနဲ့ငါတို့ဟာတကယ်တရားမျှတတဲ့ပြည်ထောင်စုကို လုံမယ် ဒီဟာဒီလိုတိဆောက်ရမယ်ဆိုရင်အာနည်းနည်းမျောလင်းချက်ရှိတယ်အဲသူဒီမှာလဲဒါဒီဟာတွေကိုဆက်ပြီးပြောတော့အရင်ရှည်တော့တယ်နောက်တစ်ခါပဲပြောကြတော့ဥပမာရခိုင်တွေကဘာလို့ဒီပြည်ထောင်စုမှုဆွဲတာမပါတာလဲဆိုတော့မေးခွန်းတွေမေးရင်ကျွန်တော်တို့ဖြစ်ရင်ပို့ပြီးရှည်လာလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့လည်းဒီကိစ္စကိုတချင်ချင်းတော့ပြောလာမှာပဲအဲဆိုတော့ဒီညီညွတ်မှုတိဆောက်ဖို့ဆိုရင်အဲတကယ်ကျွန်တော်တို့ဖက်မှာအကုန်လုံးစုပြီးစူးစမ်းဖို့လိုနေပါသေးတ ့သဘောပေါ့နော်ကျွန်တော်ရဲ့ mission အဓိကတောင်းကတော့ဒါဒါအရာခဒေတာလွတ်မြောက်ရေးနဲ့ကျွန်တော်တို့ရဲ့ဟိုတမိုင်းပေးတောင်းပေါ့ကျွန်တော်တို့ရခိုင်လူမျိုးတွေရဲ့ရာစုနှစ်နဲ့ချီပြီးမှအခန်းစားခဲ့ရတဲ့ဆုံးရှုံးမှုနစ်နာမှုအဆက်ကွဲမှုဂုံတိတ်ခါကင်းမဲ့မှုတွေကိုကျွန်တော်တို့ကဒါအကုန်လုံးပြန် consolidate လုပ်ရမှာပေါ့နော်အဲ့ဒါကကျွန်တော်တို့ရဲ့ main mission ပါပဲဒီဟာတွေကိုကျွန်တော်တို့ကတည်ဆောက်ရင်းနဲ့ အဖြစ်ဖြစ်တဲ့လူမျိုးပေါင်းစုံလွတ်မြောက်ရေးအရေးကြီးတယ်ဆိုတာကိုလည်းလက်ခံလာတယ်ဒီမူကိုလည်းကျွန်တော်တို့ကင်လာတယ်ဆိုတာကမဟာမိတ်တွေနဲ့လက်တွေ့ရင်းနဲ့အာကျွန်တော်တို့နားလည်လာတာဖြစ်တယ်ဒီသမိုင်းတွေကိုလစ်လာရင်းနဲ့ပြီးမှအိန္ဒိယနိုင်ငံတွေနဲ့ဆက်ဆံတဲ့အချိန်မှာဟာငါတို့ကဒါမျိုးမစည်းလုံးဘူးဆိုရင်ငါတို့ကလူရမဝင်ဘူးပဲဒီကဘာမှာဟုတ်တယ်ကျွန်တော်တို့ရဲ့ main mission ကတော့ main mission ရှိတာဒါမှမဟုတ်ဒီဟာတွေနဲ့ဆက်ဆက်ပြီးမှဗားတယ်လုတ်ခုလို့တာဆိုတော့ကျွန်တော်နားလည်ခဲ့တယ်ပြီးမှ ကျွန်တော်ကိုခေါင်းဆောင်ဖို့မေးတာဆိုတာတဲ့ကျွန်တော်ဖက်ကစဉ်းစားချက်ကတာဝန်ပေါ့ဒီတာဝန်ကိုယူမယ်ဆိုရင်ကျွန်တော်တို့ဖက်မှာပြင်ဆင်စရာအများကြီးလိုသေးတယ်ခေါင်းဆောင်မှုတစ်ခုကိုတာဝန်ယူပြီးဆိုရင်လိုအပ်ချက်တွေကိုဖြည့်ဆွနိုင်ဖို့အတွက်လည်းအရေးချင်းတွေရောတခြားဖန်တီးစရာတွေရောရှိတယ်ကျွန်တော်ကတော့တာဝန်ယူရမှာကိုအမ်နည်းနည်းမှဟိုဟိုဘယ်လိုပြောမလဲမတွေ့ဝဲဘူး ို့တော့ကိုယူထားတဲ့တာဝန်အတွက်ကိုကအစင်သင့်ဖြစ်သလားဒါမှမဟုတ်ရင်ဘာတွေကိုလိုအောင်လဲဆိုတဲ့ဟာကိုလည်းကျွန်တော်ဖက်ကစဉ်းစားကြရတော့ရှိပါသေးတယ်ဒီစစ်ပွဲဆိုတာကကိုနိုင်တဲ့အချိန်ရှိတယ်နာတဲ့အချိန်လည်းရှိတာပဲနာတဲ့အချိန်တွေမှာကျွန်တော်တခြားဒီမြန်မာပြည်အလဲပိုင်းကဟိုစိတ်ပိုင်းဆိုင်ရာပေါ့တက်လွယ်ကြလွယ်ဟာဥမာစကားစကားမတွေကဥထောင်လာပြီး တတမန်ရဲ့အတိမဲ့ပြုလိုက်ပြီးရွေးကောက်ပွဲပြီးရင် तू ကဘာဖြစ်တော့မယ်ဆိုတဲ့အာမျိုးစိတ်ပူနေကြတာကျွန်တော်တို့တွေ့တယ်ကျွန်တော်တို့ဖက်မှာကြတော့ဒီစစ်ပွဲကြီးအတွက်ပေါ့လေတိုက်ပွဲပေါင်းများစွာတိုက်တဲ့ချိန်မှာကိုနာတာလည်းရှိတယ်နိုင်တာလည်းရှိတယ်နာတိုင်းလည်းကိုကရက်နာတော်လို့ရတာမဟုတ်ဘူးကိုရဲ့ရေမဲချက်ကိုမရရအောင်တိုက်ရမှာပဲတပွဲနာတော့တယ်နှစ်ပွဲနာတယ်ဆိုပေမဲ့ဒီဟာတွေကိုသင်ခန်းစာထုတ်ပြီးမှကိုကဒီဟာတွေနောက်ထပ်မမအောင်လုပ်ရရှိတာကိုလုပ်ရမယ် အဲ့လိုမျိုးဟာတွေကိုကျွန်တော်တို့ကတောက်လျှောက်ဒီစိတ်ထဲမှာရှိပြီးသားကျွန်တော်တို့ရဲဘော်တွေရောတပ်မှုတွေရောဒီမြန်မာပြည်တပြည်လုံးကဒီတိုင်းရင်းသားလူမျိုးပေါင်းစုံပေါ့ဗမာပါဝင်တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်းဒီစစ်ပွဲမှာရှေ့ပိုင်းပေါ့ဒီ2025ဒီဒီကနေရှေ့ပိုင်းမှာကိုအသာစီးရနေတာပဲရန်သူဘက်ပေါင်းစုံကိုဝိုင်းပြီးမှဒီဒီအချင်းကြက်ထဲရောက်နေတယ်စကားမတော်မှသူအကောင်းဆုံးစူးစမ်းတာပဲ ဒါကြောင့် तू ခဏတစ်ဖြုတ်အသာစီးရတဲ့ဟာကိုကိုကစိတ်ကြကြားစရာအကြောင်းမရှိဘူး။ तू တောင်ဒီလောက်ခံနိုင်ရင် तू ့ကိုအနိုင်ရဖို့ဆိုရင်ဒီထက်ခံနိုင်အောင်ကိုကအာဒါတွေးခေါ်ရမယ်၊ကြိုးစားရမယ်။ဒါကအဆုံးမဟုတ်ဘူး။ तू ့ကိုအတိမတ်ပြမှုရတယ်ဆိုမဲ့ကျွန်တော်စောစောပြောခဲ့သလိုပဲ तू ကစားနေတဲ့ဖဲကိုကိုလက်ထက်ရအောင်လုပ်ရမယ်လေ။ကျွန်တော်တို့ကြိုးစားစရာတွေအများကြီးရှိတယ်။စိတ်ကြကြားစရာအကြောင်းမှမရှိပါဘူး။ဘုကြုံတို့မြန်နိုင်အခုနိုင်ငံကအခင်းချင်း international system ကလည်း အဲပျက်စီးနေတယ် the war aura ကလည်းပြောင်းနေတဲ့ကာလပေါ့နော်အာဆိုတော့ဒါတပိုင်းခက်ခဲတဲ့အနေအထားတစ်ခုဒီကဘာလုံးဖြတ်တန်းနေရလို့လည်းပြောလို့ရပါတယ်အဲ့အချိန်မှာဒီမှာပြည်သူပြည်သားတွေကလည်းလွန်ခဲ့တဲ့လေးငါးဆယ်နှစ်ကစပြီးတော့ပို့ပြီးတော့ကြီးမားခက်ခဲတဲ့စိန်ခေါ်မှုတွေကြက်တဲမှုတွေရခိုင်ပြည်သူပြည်သားတွေပါဝင်ပေါ့နော်ဖြတ်တန်းနေကြတဲ့အချိန်တစ်ခုဖြစ်ပါတယ် ။သူတို့တွေကိုပြောကျင်တဲ့ message ကဘာလဲပေါ့။အဲ့ဒါကိုကျွန်တော်သိကျင်တယ်။နောက်တစ်ခုကတော့ပြောကျင်တာကတော့စစ်ကောင်စီပဲခေါ်ခေါ်စကမ္ဘာပဲခေါ်ခေါ်သူတို့ဟာလူလူထောက်ခံမှုမရှိတဲ့လက်နက်ကန်ရန်ကနေတဲ့စစ်တပ်အုပ်စုတစ်ခုပဲဖြစ်တဲ့အတွက်ကြောင့်သူတို့နိုင်သွားမယ်လို့လဲကျွန်တော်ကိုယ်တိုင်ကမထင်ပါဘူး။အဲ့တော့ဗိုလ်ချုပ်ထွန်းမြတ်နဲ့ပြောကျင်တဲ့ message ကပါလဲ။ရခိုင်ပြည်သူတွေရောမြန်မာပြည်သူပြည်သားတွေရော ဒါအပြင်တချို့အိပ်ပျော်နေတဲ့ international community ဆိုတာနဲ့မြန်မာအရေးစောင့်ကြည့်တဲ့သူတွေရော UN အဖွဲ့အစည်းတွေရောအလုံးမလုပ်တဲ့သူတွေရောအလုံးလုပ်နေတဲ့သူတွေရောဘာပြောချင်လဲတကားဖွင့်ပေးလို့လူတွေပြောရမှာအခုလိုမျိုးစက္ကမတွေကိုအပတ်ဝန်းကျင်နိုင်ငံတွေကအတိမတ်ပြုတယ်နိပညာတခြားသောအခုကြီးတွေကို ပေးလာတယ်ဆိုတော့သူကတော့ခေါင်းထောင်လာမှာပဲ သူကောက်ထောင်လာတော့ရလက်တွေကပို့ပြီးမှတွေးထက်တန်ယူများတဲ့ရင်ဆိုင်မှုတွေတိုက်ပွဲတွေကပဲများလာတယ်ဒီအနေနဲ့ဒီကနေရှစ်ဆက်ပြီးမှအပြတ်သက်အောင်ပွဲခံနိုင်ဖို့ဆိုတာတော့မလွယ်ဘူးဆိုတော့ဒီအတိမတ်ပြုမှုနဲ့သူ့ကိုသူ့ဖက်ကလောင်းလိုက်တဲ့အကူအညီတွေကြောင့်ဒီပဒီပခမိတော့ကပို့ပြီးမှကြီးလာမယ်ပြည်သူလူထုရဲ့တည်ခြင်းပြည့်စုံမှုလည်းပုံများလာမယ်။ဒါကြောင့်ကျွန်တော်တို့ဟာတချို့ကိစ္စတွေကိုအရင် ဟိုဖွင့်ပြီးပြောတာထက်အခုဒီဒီဖြစ်ပေါ်လာတဲ့ဒီ development တွေအတွက်ပေါ့နော်အလိမ်မာရှိရှိနဲ့နီလန်တစ်ခုတော့ရှားရမယ်ပြီးမှသူ့ဟာကိုဘယ်လို counter လုပ်မလဲဆိုတဲ့ဟာမျိုးကိုဒီအခုအခြေအနေနဲ့ kait နေတဲ့ဆုံးဖြတ်ခုချမှန်မြန်မြန်တော့လုပ်ဖို့လိုတယ်ကျွန်တော်ရဲ့သဘောကတော့ကိစ္စတိုင်းကို ပြောတဲ့တလောက်ပဲပြောပြီးမှလုတ်စရာရှိတာကိုကိုထီအောင်လုပ်ရမယ်ဆိုတော့စီလုံးမှုအရာရောစူးစားအားထုတ်မှုအရာရောကျွန်တော်တို့ကပို့ပြီးမှအားဆိုင်ရမယ်ပြည်သူတွေပင်ပန်းနေပြီဆိုတဲ့စကားလုံးတွေကိုလျှောက်ပြောတာလေတော်လည်းအတိုင်းပင်ပန်းတာပဲသူများနိုင်ငံမှာလည်းပေးဆက်ပြီးမှတိုက်ကြတာပဲလေးနှစ်ဆိုတဲ့ဟာကာလကတော်လည်းရေးတစ်ခုမှအရင်ရှည်တယ်လို့တော့ပြောလို့မရဘူးကိုယ်နိုင်ငံရဲ့ဖြစ်တည်မှုနဲ့တဘာဝအလျောက်ကဒီလိုမျိုးဖြစ်လာတော့လေ ရှေ့ဆက်ပြီးမှသူများနိုင်ငံကိုအားကိုးလို့မရရင်ကိုယ်အချင်းချင်းမိကိုပြီးမှဒီခီးကိုဆက်ကြတာပေါ့။မှစကားမှာအခုလက်တလောအောင်ပွဲတယ်နဲ့သူအခိုက်တန့်ထိထိန်းနိုင်ရင်တောင်မှတော်လန်ရေးဆိုတော့ပြန်ပေါ်လာမှာပဲ။စစ်အာဏာရှင်စနစ်ရှိနေသေးတော်လန်ရေးကရှိနေမှာပဲ။ဒါကြောင့်ဒီဒီအခုရှိနေတဲ့ဒီတော်လန်ရေးလမ်းကြောင်းကနေပိုပြီးမှဟိုအရင်ဆိုရင်ပေါ်ပေါ်ရောမှုတွေရှိတယ်ပေါ်ဆားမှုတွေရှိတယ်မလိမ္မာမှုတွေရှိတယ်အဲ့ဒီယူပေါက်တွေကိုပိတ်ပြီးမှထိရောက်တဲ့ တိုက်ပွဲတဏ္ဍာန်ခီးဆက်ဖို့ပဲရှိတယ်လို့ကျွန်တော်ပြောလို့ပါတယ်ကဲဒါတော့เนาะဘူဇိုထွန်းမြိုင်နဲ့အင်တာဗျူးလေးပဲဖြစ်ပါတယ်။အဒီမနက်မှာတက်လာတဲ့ဟာပေါ့เนาะ။အဲ့တော့ဘူဇိုထွန်းမြိုင်နဲ့ပြောသွားတဲ့စကားတွေကတော်တော်ကိုပညာသားပါတွေ့ရပါတယ်เนาะ။တကယ်ပဲအခုချိန်မှာဆိုရင်ဂျမစစ်ကောင်စီကိုတိုက်ဖို့အတွက်အကိုဘက်ကပို့ပြီးတော့စီးလုံးဖို့လုပ်တယ်ဆိုတာကိုထောက်ပြသွားဖြစ်ပါတယ်เนาะ။ဘူဇိုကြီးကြော်စာလင်းရဲ့တမိကိုဂျပန်မှာဒီ white call လုပ်လိုက်လို့ပေါ့เนาะ။ထထောင်နေတဲ့ဂျုံမင်းရဲ့ဗီဒီယိုကို reaction လုပ်ထားတဲ့ကိုစီးရဲ့ဗီဒီယိုတောင်းထောင်ကြည့်အောင်เนาะ။ဘာလို့ပြောထားလဲဆိုတော့။ online ရေးတောင်မှ မပြီးသေးဘူးစစ်ခွေးတွေဘဝဟာအခုတည်းကလူရမွေနဲ့ဘဝရောက်ဒါကြတော့ဗိုလ်ချုပ်ကြီးကျော်စွာလင်းရဲ့တမီးကိုဂျပန်မှာဘွန်ကော့လှုပ်ကြလို့မခံမရနိုင်ဖြစ်နေတဲ့စစ်ခွေးနောက်လိုက်ကျော်မျိုးမင်းကထပြီးတော့ဥတဲ့တဲ့င်းလေးပဲဖြစ်ပါတယ်ကျွန်တော်တို့ဒူကြည့်ပါပါနော်ကျော်မျိုးမင်းပြောထားတဲ့အဲစကားလေးနားထောင်ပါပါဝိဇ္ဇာလင်းတမီးလို့တည်ရပါတယ်အဲ့ဝိဇ္ဇာလင်းတမီးကိုဒီဂျပန်ရောက်မြန်မာတွေကအခု white god လို့လုပ်တယ်ဆိုတော့ ကိစ္စလေးဒီနေ့ပေါ်ပေါ်လာတော့တယ်ရှားတော့မဟုတ်ပါဘူးဒီဘုံကြီးကျော် sorry ဘုံကြီးကျော်သွားလဲ sorry ဘုံမှုဘုံကြီးကျော်သွားလဲကျွန်တော်ပြောပါလို့ပါပြောနေတဲ့ပုံကတော့ဟိုတခိုးလိုလိုဂျဘိုးလိုလိုမင်းသူများအောင်ဆိုပြည့်ပြည့်နှိမ့်နှိမ့်ပြောတတ်တဲ့ကောင်မင်းအခုပြောနေတဲ့ရုပ်ကိုမင်းကြည့်ရဟမ်ကြည့်ကြော်သွားလေးတရရနံပါတ်တက်မတော်နံပါတ်3ကောင်းဘူးကြော်သွားလေးရသမီးပေါ့နန်းနန်းနန်းလင်းလဲလို့နန်းလင်းလဲဦးလို့ခေါ်မလားပေါ့နော်ခုနကမင်းကနန်းလင်းလဲဦးလို့ခေါ်မှတည်းသူကဂျိုတိုတက်ကတူမှာ တက်ကူတူတက်နေတဲ့ကလေးမှနေပါအဲသူကဂျူလိုတက်ကူတူမှတက်နေတဲ့ကလေးမှနေပါသူကိုယ်လေးကြည့်တော့လေတကယ်ပြောဟိုတော်တော်ချောချောလေးပါဟိုဂျမန်သူလေးလိုပဲသူချောချောလေးကောင်မလေးရချောချောလေးပါဆိုသူကသူကလေးတယောက်လူငယ်တယောက်ပေါ့နော်လူငယ်တယောက်နေနေဂျူလိုတက်ကူတူမှသူကသူဘလူးပဲဖြစ်ဖြစ်စာဝဲကြောင်းတက်ပြီးပညာသင်ကြားခွင့်ရနေတဲ့ကိစ္စကိုအဲ့ဒါကိုအခုဂျပန်ရောက်မြန်မာတွေကထပြီးတော့ကန့်ကွက်တာတွေလုပ်တယ်ဂျူလိုယူနီဗာစီတီကိုတခါတယ်ပို့စီတင်သူတို့ live တက်တီတွေ့ပြီးလို့ရှိရင် comment တွေပြီးပြီးတော့ဒုက္ခတွေပြီးတာတွေ့ရတယ်ဥပမာဆိုကြပါစို့အာ အဲ့ဒါကမင်းတို့ဘက်ကကြည့်ရင်တော့သူ့အတူចောင်းတက်နေတဲ့ကလေးမှမှတ်နေလေငါတို့ပြည်သူဘက်ကကြည့်လို့ရှိရင်အဲ့ဒီကလေးမှသုံးစားနေသုံးစွဲနေတဲ့ငွေကြေးကစပြီးတော့ဒီကလေးမှမိသားစုရထားတာဒီကြောစွာလင်းရဲ့စစ်သားလာကတွေလားတိုင်းပြည်ရဲ့ငွေတွေလားလာမှာမပူနဲ့ကျော်မျိုးမင်းအဲ့ဒီဘဝတွေဆက်လာမှာအဲ့ဒီအလုပ်ကိုတွားလုံးတဲ့ဒူတိုင်းအဲ့ဒီဘဝကိုခံစားရမှာမင်းတို့ထင်တာက နော်ဒီနှစ်ပေါင်း60လောက်တိဆောက်ထားတဲ့ insi ကျူးရှင်းကြီးကလုံးဝပြုံလဲစရာအကြောင်းမရှိဘူးခင်းဆက်ဆက်တော်လန်ရင်းတွေလှုပ်လာတယ်တက်ကပဲနိုင်တယ်ဒီနေ့ချိန်နဲ့တက်ကပဲနိုင်တယ်ဆိုရင်တော့ကြိုက်တယ်လို့လုပ်ပါနော်အကယ်၍အဲ့ဒီမင်းတို့ရဲ့တက်ကမနိုင်ဘဲနဲ့ပြည်သူနိုင်ရောရင်မင်းတို့အဲ့ဒါလေးကိုတွေးမိကြရဲ့ဘဝင်ခေါ်တယ်မဟုတ်အကုန်လုံးမှာနော်အခုအနုပညာအတိုင်းဝိုင်းနော် အနုပညာအတိုင်းဝိုင်းနေမင်းအောင်လိုက်လိုက်ထွက်ပြိုကြတယ်ရန်အောင်တို့စိုးမျက်လူသားတို့ဟာချိုးပါချိုးပါဒိန်းအောင်တို့ချိုးပါချပါချပါဒါပေမဲ့ကိုယ်လက်ကြရင်အဲ့လိုမအော်ချင်းတော့ဟာငါတို့အနုပညာသမားတွေပွိုင်းကော့လောက်တော့မလျော်ဘူးတော့အဲ့ဒီတက်လာတဲ့အစိုးရလက်ထက်ကြရင်တော်နိုင်ရဲ့အလွန်မှာတက်လာတဲ့အစိုးရလက်ထက်ကြရင်သိလားအစိုးရကမလုပ်ရင်တော့နောက်ဆုံးများနိုင်ငံရေးပွဲတစ်ခုနိုင်ငံနိုင်ငံတော်အခမ်းအနားနဲ့ပတ်သက်တဲ့တစ်ခုမှာရန်အောင်ဆော့ရှယ်မရှိတဲ့ရုပ်နဲ့လာမယ်ဒိန်းအောင်ဆော့ဖွဲ့ဆက်ဖြဲဖြဲနဲ့ ဟမ်ကြောင်စပတ်ရုပ်နဲ့လာမယ်ဆိုရင်ဒီအစိုးရကလက်ခံတော့အောက်ကပြည်သူကလက်ခံမှာမဟုတ်ဘူးဘာဖြစ်လို့လဲသူတို့လိုဂျွန်ယူတွေကြောင့်မအားလာလို့အာနာယူဟာ၅နှစ်ချီပြီးအခုမပြုတ်ကြသေးတာအဲ့ဒါမဲ့အဲ့တော့ဘာဖြစ်ကလဲဒီတိုင်းပြည်မှာမသေးသင့်ပဲနဲ့ပြည်သူတွေအသက်တွေသေရတယ်နော်မစသေးသင့်ပဲနဲ့ရဲဘော်တွေအသက်တွေသေရတယ်အဲ့ဒီအားလုံးကတရခံဒီဒီလိုအတိုင်းဝိုင်းကြောင့်အဲ့ဒီချိန်ကြရင်ကောင်းကောင်းထိမှာ မပူနဲ့လူအတိုင်းဝိုင်းအပြင်ဘက်ကိုရောက်မှာအခုကြော်စားလင်းတမီဟုတ်တော့နော်ဒါပုံမှန်ကြည့်မယ်ဆိုရင်လူလူချင်းကြည့်မယ်ဆိုရင်တော့ကြော်စွာလင်းမှာဒါစစ်ခေါင်းဆောင်ဖြစ်တဲ့အတွက်ကြော်စွာလင်းမှာဒါအပြည့်ရှိရှိမယ်ထူတမီမှာအပြည့်ရှိစရာမလိုဘူးပေါ့ဒါကဟုတ်တယ်ဒါပေမဲ့လို့လောကတဘာဝတက်ရောက်မှုတွေကအဲ့လောက်နဲ့မရဘူးလေဂလုံးဥသောညီး ဂလုံးဥဆုံးလောက်ွားတဲ့အပြစ်ကဂလုံးဥဆုံးနဲ့ပဲဆိုင်နေလေဒါပေမဲ့ဒီနေ့အချိန်အထိဂလုံးဥဆုံးပိတန်းစုကိုမင်းတို့မြမအတိုင်းဝိုင်းကဘယ်လိုကျင့်ထားလဲအဲအဲ့ဒါတဘာဝပဲအဲ့ဒါတဘာဝတွတ်တူဖြစ်တတ်တဲ့တဘာဝနော်အဲ့တော့အဲ့ဒါတွေကိုတိမယ်ဆိုရင်ကြော်စွာလေးနေနဲ့တိရမယ်ငါဒီလမ်းကိုပြည်သူနဲ့စန့်ကျင်ဘက်လမ်းကိုလှုပ်ပြီးတော့ဒီစစ်တပ်မှပြည်သူနဲ့စန့်ကျင်တဲ့နေရာကနေရင်ငါမိသားစုလည်းတလို့ခံစားရမယ်ဆိုတော့တို့တိရမယ်နော်အခုကြော်မျိုးမင်း ကျော်မျိုးမင်းရဲ့တားလေးဘာလို့လဲမပူနဲ့တစ်ချိန်ကျရင်မိသားသမီးနေတယ်အဲ့ဒီဘဝရောက်မှာပဲဘာဖြစ်လို့လဲအဲ့ဒါတွေအားလုံးလှုပ်ခဲ့တဲ့တေခံမင်းလှုပ်ထားတာလေမင်းကကောင်းကောင်းမွန်မွန်ရက်တည်ပြီးတော့ပြည်သူဘက်ကရက်တည်ထားမယ်ဆိုမင်းကြံပြခဲ့တဲ့မျိုးဆက်ကအဲ့လိုထိစရာအကြောင်းရှိဘူးငါပြည်သူနဲ့စန့်ကျင်ဘက်ကိုရက်တည်ပြီးတော့ငါပြည်မင်းတို့စစ်ခွေးတွေနဲ့ပေါင်းပြီးတော့ကိုစီဆိုတဲ့ကောင်ကနေတိုင်းငါအပါဝင်ငါနဲ့ကြံပြခဲ့တဲ့မိသားစုပြည်သူကယုံမှာပဲ ဲ့ဒါကိုဘာဖြစ်ပြောလို့မရဘူးဒါလောက်တဲ့သူပေါ်မူတည်တယ်ချင်းချင်းလေးဟုတ်တယ်နော်အဲ့တော့ချီးကင်ပြီးတော့ဆန္ဒကုနဲ့မထွက်ချင်းနဲ့လေကွာမင်းတို့ကင်ထားတာချီးလေကိုယ့်ကိုတည်လေဟမ်ဒီဘုဒ္ဓကြီးဘုဒ္ဓကြောတော်လေးရဲ့တမိနန်းလင်းလက်ဦးကိုတချို့တက်ကတော့တက်ခွင့်ပေးတာဒါပွန့်လဲပြောရင်ပြစ်တင်ရှုတ်ချပါတယ်ဒါတွေကဒီလိုမျိုးသိဘူးပေါ့ဗျာဆက်ပြန်ပြောတယ်ကျွန်တော်တို့ပွန့်လဲပြောရင်ပညာရေးနဲ့ပတ်သက်ရင်ဘုဒ္ဓကြီးရဲ့တမိရဲ့ဘုဒ္ဓကြီးရဲ့သူရဲ့ဘုဒ္ဓမီးရဲ့ပညာရေးကဘာလို့မဆို ရပိုင်ခွင့်ရှိရဘယ်နိုင်ငံမှမဆိုပညာရေးနဲ့ပတ်သက်ဘူးမလို့ကန့်တရားလို့ဆိုမလို့တင်နေရပညာရေးအော်အဲ့လိုလားကန့်တရားမလို့အဲ့ဆိုရင် CDN တွေကိုလိုက်ဖမ်းတာပါဖြစ်လို့ဟမ် CDN ဖြစ်ကောင်စီရဲ့မင်းအောင်နိုင် အာနာတိန်သွအောက်မှာတောင်ဝင်မထမ်းဆောင်ပဲနဲ့အလုတ်ထွက်ပြီးတော့အပြင်မှာနော်မိဆက်ရတင်းနေတဲ့ CDN ဆရာဆရာမတွေကိုအတင်ရရအရှင်ရရလိုက်ဖမ်းတာကဘာကြောင့်လဲဟမ်ကြောင်တက်နေတဲ့ကလေးတွေလွတ်မြောက်နေမြင်မှာနော် ကျောင်းတက်နေတဲ့ကလေးတွေရဲ့စာတင်ကျောင်းပေါ်ဘုံလိုက်ရဲချတာဘာကြောင့်လဲပညာရေးကလူတိုင်းရပိုင်ခွင့်ရှိတယ်ဆိုရင်လောက်ဆရာအကြောင်းမရှိဘူးလေမင်းတို့မင်းအောင်နိုင်လက်အောင်မှာပညာမတင်မတင်ခြင်းလို့တာဝန်မထမ်းဆောင်ခြင်းလို့သူ့အတူနှုတ်ထွက်တာလေတူတင်ခြင်းမင်းတို့တူတင်ပေးတာလေဒါပေမဲ့စီဒီယန်ကျောင်းဆရာစီဒီယန်ဆရာစီဒီယန်ဆရာမတွေကိုမင်းတို့ဘလောက်တောင်မှလူတက်တမမဒိန်းတမတွေကိုထောင်ထဲကလွတ်တယ်အဲ့ဒီစီရီယံလှုပ်ပြီးစာတင်နေတဲ့ကျောင်းဆရာတွေဆရာမတွေကိုမင်းတို့တွေအညိုးတကြီးနဲ့လိုက်လံဖန်ဆီးတက်ပြတ်နေတဲ့အချိန်မှာမင်းမဆက်ကဘာဖြစ်လို့မပြောတာအဲ့ဆို ဟမ်ဟာပညာရေးသင်တာသွားလို့လုပ်လို့မရဘူးလေမင်းဘာလို့မပြောတာလဲဟမ်အဲ့ချိန်မှာပြောလေကွာဟမ်မင်းတို့ထိမှမင်းတို့နာတယ်ကွာဟုတ်လားတိုက်ပြီးကန့်ကန့်ပိတ်ပိတ်နေမယ်ဆိုရင်ဒါပွင့်လဲပြောတော့ပညာရေးပိတ်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 နေတူတာလေဒီမိုကရေစီကိုနားမလဲတာအဲ့တော့ဒီကိစ္စမျိုးကတော့ကျွန်တော်တို့ပွင့်လဲပြောမယ်ဒီဂျပန်ရောက်မြန်မာတွေကအဲ့ဆိုမင်းရောက်နိုင်ဘူးရင်ပြောပညာရေးကိုပိတ်ပိတ်ကတ်တာဒီမိုကရေစီနားမလဲဆိုမင်းရောက်နိုင်ဘူးရင်တော့ပြောအချို့သောမြန်မာတွေကတော်တော်စိုးရတယ်အဲ့လူတွေကြည့်တော့လေသူတို့က overstay တွေဖြစ်ဖို့များတယ်နောက်တစ်ခုက ဟိုဗီဇာတွေမရှိတော့တဲ့လူတွေသို့မဟုတ်လည်းဒီဂျပန်နိုင်ငံသားခံထားတဲ့လူတွေသို့မဟုတ်ဂျပန်မှာ PR နေတဲ့လူတွေဖြစ်နိုင်ပါတယ်ဂျပန်နိုင်ငံသားစစ်စစ်တွေမဖြစ်နိုင်ဘူးเนาะအဲ့တော့ ွင့်လည်းပြောရရင်တော့ဒါမျိုးတွေဆိုလည်းကျွန်တော်တို့တော်တော်လေးတော့ကန့်ကွက်ရတဲ့ကိစ္စတစ်ခုပါပဲကန့်ကွက်ရတဲ့ကိစ္စတစ်ခုပါပဲအဲ့တော့ပွင့်လည်းပြောရရင်တော့ဒါမျိုးကိုကျွန်တော်လုံးဝတော့လက်မခံပါဘူးဒါ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 ပွင့်လည်းပြောရင်ဒါတော့ကျွန်တော်အပြစ်တင်ရှုတ်ချပါတယ်ဟိုဘူကြီးကြော်သွားလင်းသမီးမရမဟုတ်ဘူးတက်တက်မတော်မှရှိတဲ့ထိမင်းကောင်းဆောင်ဒီနိုင်ငံတော်ကြီးကဲကောင်းဆောင်သားသမီးတွေပညာသင်ကြားတာဘယ်နိုင်ငံမှာပညာသင်ကြားသင်ကြားသင်ကြားခွင့်ပြုတင်တယ်ဒါကိုကန့်ကွက်တဲ့သူတွေဒါလင်းဒါလင်းဒီမိုကရေစီကိုမလိုလားတဲ့ဒီမိုကရေစီကိုဖျက်ဆီးနေတဲ့သူတွေဖြစ်တယ်သူတို့ကိုယ်တိုင်ကကိုယ်တည်းကဟိုတူတလူငါတမင်းနဲ့ကိုယ်ကရိုင်းဘိုးကြဆုံမွေးဟွာခိုင်တဲ့ပုံစံကြီးဖြစ်တယ်အာနာရှင်စိတ်ရှိတဲ့သူတွေဒါဖြစ်တယ်လို့ကျွန်တော်တို့ တခါလေးပြောချင်ပါတယ်ဟမ်သူတို့ဘက်ကိုထီတော့နာတတ်တယ်ဟုတ်လားကျော်စာလင်းရဲ့တမီးကိုဘွိုင်းကော့လောက်တော့နားတယ်ဘွိုင်းကော့လောက်တယ်ဆိုတာရိုးရှင်းတယ်လေဟမ်ဘွိုင်းကော့လောက်တာရှင်းပါတယ်လူရံမတွင်းတာလေအဲ့အဲ့လောက်ကခံခက်တာမရှိဘူးဒါပေမဲ့ဘွိုင်းကော့လောက်တာလေရှင်းချင်းလေးလူရံမတွင်းတာငါတို့အတိုင်းဝိုင်းနဲ့ဒီဟာတွေကိုမဝင်လာခိုင်းနဲ့မပတ်သက်ခိုင်းနဲ့နော်ဒါပေမဲ့ခံရခက်တာလားဘွိုင်းကော့လောက်တာလောက်ခံရခက်တာမရှိဘူးနော်အဲ့တော့လက်ရှိစစ်အတိုင်းဝိုင်းကဒီတိုင်းခံရမှာဒီတိုင်းခံရမှာဒါတော်လိုင်းမပြီးသေးဘူးနော် တော်လိုင်းမပြီးသေးဘူးဘာဖြစ်လို့လဲမင်းတို့စစ်တပ်ကနေလှုပ်ထားတဲ့ပြည်သူအပေါ်ကိုရဲရဲဆက်ဆက်တတ်ထားဖျက်ထားဖမ်းဆီးထားမနဲ့ဖမ်းဝမ်းညအလောင်းလာဖို့နော်ခစ်ကိုပြောင်းကျင်ခေါင်းကိုပြစ်ဆိုပြီးတော့ရဲရဲဆက်ဆက်တတ်ဖြတ်ထားတာတွေအားလုံးဟာအကုန်လုံးပြန်ခံမှာနော်အဲ့ဒါအားလုံးခံမှာပြည်ပြည်သူကမင်းတို့ပေါ့ခွင့်လွတ်တောင်မှလောကကြီးကမင်းတို့ခွင့်လွတ်လို့မရအောင်အဲ့တော့ကြော်စွာလေးကိုဟိုတမီးကိုထိမှနာတတ်တာလားဒါအဆမ်းပဲရှိသေးတယ်နော်အဆမ်းဘယ်လိုဟာမျိုးလဲဆိုတော့ တို့တော်လိုင်းစကစားကနော်တော်လိုင်းစကစားကတူးပြီးနဲ့ပြစ်ပြီးတော့ပြေးတဲ့အချိန်မှာကြောက်ကြားစစ်ပုံစံမျိုးပြစ်ပြီးတော့မင်းတို့စစ်ကြောင်းတွေမင်းတို့စခန်းတွေကိုပြစ်ပြီးပြေးတဲ့အချိန်မှာမင်းတို့ဘာပြောလဲဟမ်ဟာမင်းတို့ကပြစ်ပြေးနေပါကွာတဲ့မင်းတို့စခန်းတွေကိုလက်ပြစ်တော့မင်းတို့စခန်းတစ်ခုကိုတိမ့်ရပါဘာဖြစ်လဲညာဖြစ်လဲပြောအဲ့အချိန်မှာတော်လိုင်းဘက်ကလူတွေဘလို့ပြန်ပြောတယ်ဒါအဆမ်းပဲရှိသေးတယ်ပြောတယ်မလားပြင်းပြင်းနဲ့ဘလို့ဟာမျိုးတွေစားတယ်အေးအဲ့လိုပဲအခုလည်းဒါကြော်စွာလင်းသမီးကအဆမ်းပဲရှိသေးတယ် ရာဇယ်အစင်းတော့ပဲကွာဟိုဘွဲတွေပါပေးကန်နေကြလို့ရှိရင်မင်းတို့ဟိုမှတ်မိအောင်လို့ပထမတစ်ခါအရင်လုတ်ပြတယ်မလားအဲရာဇယ်အစင်းမရှိသေးသေးတိလာနော်အဲ့တော့ကဲဒါတော့ကုစီဗီဒီယိုဖြစ်ပါတယ်နော်အဲ့တော့ဘူဂျူစောစာလေးကသမီးကိုခုလို့ဘိုက်ကောလောက်တာတော့ တော်တော်လေးကိုလုံးတဲ့တဲ့ခါပေါ့နော်။ဒါမျိုးတွေကိုသူတို့ဘက်ကတော့တော်တော်ကြီးခံရခက်နေတဲ့အနေအထားဖြစ်ပါတယ်နော်။အဲ့တော့ဘာပြောကိုစီပြောသလိုပဲတော်လိုင်းပြီးသွားရင်တော့ချက်ဖက်မေးအောင်လည်းနဲ့ပတ်သက်တဲ့တမျိုးတຫນွေလုံးကိုအားလုံးကိုဒီပေါ့နော်။ဒီကိစ္စရနေပတ်သက်ပြီးတော့ထပ်ပြီးတော့လာအောင်မှဖြစ်တဲ့အတွက်ပေါ့နော်။သူတို့တွေဒီရဲ့အကျိုးဆက်ကိုဆက်ပြီးတော့ခံစားအောင်မှဖြစ်ပါတယ်နော်။အဲ့တော့အခုပြည်သူလူထုကိုအခုချိန်မှာဆိုနေ့တိုင်းမှာဘုံချင်းတယ်မြင်ရစရာတော့မရှိဘူးနော်။ဒီမနေ့မှလည်းကျဲသွားတယ်ကိတ္တမှာသွားကြည့်လိုက်ရင်တကယ်ပဲစိတ်ဆင်းရဲတော့ကောင်းတယ်နော်အဲ့လိုမျိုးပြည်သူကိုအနိုင်ကျင့်တဲ့ကောင်တွေကိုဒါကနဲတော့နေတယ်တကယ်ဆိုရင်ဒီဆက် ပိုပြီးလှုပ်နိုင်ပိုပြီးလှုပ်ရမယ့်ဟာရှိပါသေးတယ်နော်အဲ့တော့အားလုံးပြည်သူတွေအားလုံးပဲအားတင်းထားပါမကြွထွက်မြေနိုင်ပြောသလိုပေါ့နော်ကျွန်တော်တို့ဘက်မှာစီးလုံးဖို့ပဲလိုပါတယ်မင်းအောင်လိုင်ဘက်ကိုလှည့်ကြည့်စရာမလိုဘူးနော်ကိုယ့်ဘက်ကစီးလုံးနိုင်တယ်မင်းအောင်လိုင်အော်တိုပြုတ်မှဖြစ်ပါနော်โอเคဒီမနေ့တော့သတင်းပြီးတော့ဒီလောက်ပါပဲနော်အစားအဆုံးကြည့်ပေးကြရမြို့ပြည်သူကြောက်စရာထူပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့ဒီနေ့မှာလောတုမြတ်ဆောင်တုမြတ်အရာအားလုံးပါအောင်မြင်ကြပါစေတွားလျက်မှာဘေးကင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ